အလုံးမင်္ဂလာပါ Universal Trading Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကန်တာပါ Equity sector ကိုကျွန်တော် cover လုပ်သွားပေးမှာဖြစ်ပါတယ် company company ခုနှစ်ခုပေါ့နော် Tesla, Nvidia, Apple, Amazon, Netflix, Google and Microsoft right US stock day where gonna review. Go ရောင်းနေလို့တဲ့လူတွေဆိုလို့ကျွန်တော်ဒီ video ကိုစိတ်ဝင်စားပါလိမ့်မယ် right if not ရန်ပြင်မကောင်းပါလိမ့်မယ်။အဲဆိုဒီချက်တော့ကြည့်လိုက်အောင်။ again ဗီဒီယိုလေးမစခင်ရုံးမှာအခုငလင်လှုပ်နေတယ်။မန္တလေးကလူတွေစကိုင်းကလူတွေငလင်ဒါ effective affected ဖြစ်တဲ့လူတွေအားလုံးဒီနေရာနေဘေးကင်းကြပါစေ။မြင်းမြန်ပြန်လည်ထူထောင်နိုင်ကြပါစေ။လို့ကျွန်တော်ဒီနေရာနေဆုတောင်းပေးလိုက်ပေးလိုက်ပါတယ်။ right ကျွန်တော်ဘက်ကလည်းအတန်နိုင်ဆုံးကျွန်တော်ကူညီတန်နိုင်သလောက်ကျွန်တော်ကူညီဖို့ကျွန်တော်စ조사ပေးပါမယ်โอเค all right again so ကြည့်ကြည့်လိုက်အောင် right so ဒီနေ့ကြည့်စမှာကျွန်တော် Tesla နဲ့စမယ်လူကြအများဆုံး Tesla ပေါ့ right အခုဒီ Tesla ကျွန်တော်ကြည့်နေ daily 50 average ကကျွန်တော်316.39 excuse me ဒီ Q1 volume အများဆုံး trade ခဲ့တဲ့ level 283သူ့ရဲ့အောက်မှာ trade နေအောင်တွေ့ရတယ် right အဒီ200ပြည့်မြားစေးအောက်မှာဈေးခေါ်နေတယ်2024အများဆုံး trade ခဲ့တဲ့ level ဆိုတော့190ခွန်ပြောလို့မရအဲ့ level ပြန်သွားရင်သွားနိုင်တယ်ကျွန်တော်ဒီ dealer ကြည့်နေတာကကျွန်တော် စိတ်ဝင်စားတာကကျွန်တော်ဒီ um option ဒီ US option ဒီ spread တွေပေါ့နော် ID spread တွေကိုကျွန်တော်ကြည့်နေဒီ Tesla နဲ့ပတ်သက်ပြီးတော့ဒီကောင် daily မှာပေါ့နော်နည်းနည်း long term အာ condor ဖြစ်ဖြစ်ဒါမှမဟုတ်လဲဒီ hedge hedge တခုခုပေါ့နော်သိရမလားဒီ bull spread ကိုမှနည်းနည်း in the money ဖြစ်တဲ့ option အာပုံစံမျိုးနဲ့ကျွန်တော်စဉ်တော့စဉ်းစားနေပါတယ်ဒါပေမဲ့အဲ့အဲ့ position ကိုကျွန်တော်အခုဒီမှာဖွင့်ရသေးဘူး again အာ what do i know right ကျွန်တော်ဘာမှမသိဘူးအခုပြီးတော့အခုဒီနေ့တနေ့ကုန်ကြည့်နေတယ် Tesla နဲ့ Nvidia ဒါပေမဲ့တကယ်ကြည့်နေတာကျတော့ Nvidia ကြည့်နေတယ် because Nvidia ကအခု actually ခဏ Tesla ပြောနေတော့ကျွန်တော်ဒီ Tesla ဒီနေ့မနေ့ကလွန်ခဲ့တဲ့တောက်ကြနေက negative 3.51%အခုလာမဲ့ဗုဒ္ဓဘုန်းနေမှာလာမသိဒီ Donald Trump tariff တွေကလာမယ်အဲ့အတွက်ကို expectation ကလူတွေကဘယ်လိုလာမလဲ right 25% 25%ဟိုနိုင်ငံလဲ25%ဒီနိုင်ငံလဲ25%အဲ့25%ဆိုတဲ့ anticipation ကြီးအရင်မြင့်တက်နေတယ်ဆိုတော့ company တွေကအကုန်လုံးကဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်နေတယ် right ကျွန်ကြည့်နေတာ so အချိန်နေတိတ်မကောင်းကြတာအခုဒီ Tesla ကြာနေတာ February 4ရက်နေ့ကလေးစကြာနေ right February 4ရက် Monday February 3ရက်နေ့ကလေးစပြီးတော့ပလုံသွားတာ တရားနဲ့မှ I mean 380ရာနေမှာတစ်ဆင့်အခု basically တရားကျော်ပေါ့ basically right တရားကျော်နီးပါးကိုကြာပါတယ် right year to date ကတော့မြင်ရတာ35%လာမသိဘူးကျွန်တော်ကြည့်နေဒီ Tesla ဟာကြီးက right Tesla ကိုကြည့်လိုက်လို့ရှင် year to date ဆိုလို့ရှင်음35%လာမသိဘူးကြာနေ right အချိန်နေတိတ်မကောင် ပြောလို့မရအောင်အရင်နှစ်ကအများဆုံး trigger 189 level လည်းပြန်သွားရင်သွားမယ်ဒါဒါပေမဲ့ကျွန်တော်ဆိုလို့ရှင်တော့အဲ့ Tesla မနှက်ပြန်ဆိုလို့ရှင်189ဒသမ66ပြန်အဲ့189 level ပြန်သွားလို့ရှင်ကျွန်တော်ဆိုလို့ရှင်အဲ့အဲ့အချိန်မှာကျွန်တော်ဒေါ်လာ2000မို့လောက်ကောက်ဝယ်လိုက်လဲ right တတ်နိုင်သလားပေါ့ဒါပြော၎င်းနေပြောပြတာ right တတ်နိုင်သလားဝယ်လိုက်မှာဗျာပတ်စံမရှိတော့မဝယ်ထားလိုက်189 Tesla ဆိုရက်ကုမ္ပဏီက189ကအခုက ကျွန်တော်အတွက်တောင်မှအဲ့လိုမျိုး190ခွန်ကအရန်ကို oversold ဆိုလို့ရှင်တခြားလူတွေတော့ဆိုလဲကျွန်တော်လူတွေတွေ့ရလူတွေလည်းအများကြီးရှိမှာပဲဆိုတော့190ခွန် level အခုသွားဖို့ကမနှက်ဖြန်သွားမယ်ဆိုတော့ဟာမဖြစ်လုံးဝလောက very close to zero right unless something happens right unless တခုခုအရေးအကြောင်းအရေးပေါ်တခုလောလောကအပေါင်းနဲ့ပြုတ်ကြသွားတာတွေပါလေဆိုလို့ရှင်တော့တမျိုးပြောလို့မရဘူးဖြစ်ဖြစ်သွားနိုင်တယ်ဒါပေမဲ့ very very low right chance ကအဲ့ extremely low ဒါပေမဲ့အကြီးဒီကတော့အဲ့လိုပဲသွားနေပုံစံမျိုးပေါ့ဒါပေမဲ့အခုချိန်ကတော့ကျွန်တော်ကျွန်တော်ဆိုရင်တော့မှအခုပြောနေရအခု190ခွန်စာဝယ်မယ်ဝယ်မယ်ဝယ်မယ်ဆိုတာအဲ့လိုပြောနေလို့ရှင်ပြောလို့မရဘူး190ခွန်အောက်ထပ်လဲပူကြရင်ကြဝနိုင်တာပဲ I don't know right I don't know right so အခုကြည့်နေ interested ဖြစ်တာကျွန်တော်အခုထပ်ဆိုကြည့်နေ Tesla ဘာဖြစ်လို့လဲဆိုတော့ဒီ death cross ကဖြစ်တော့မယ်ဒီ equity တွေမှာ death cross ကဖြစ်တော့မယ်ဆိုတော့အအကြာကြီးစုထားခြင်းတယ်ဆိုလို့ရှင်တော့ yes it's a good time right အခုအချိန်က it's a good time like ကောင်းတဲ့အချိန်အချိန်ကောင်းပုံစံပေါ့သိရမလားနည်းနည်းဒါမဲ့အချိန်ကောင်းပင်မဲ့အဲ့လိုမျိုး doesn't mean like အကုန်လုံးအခုအချိန်မှာဒီတပ်ပို့မကြွားနိုင်ဘူးလို့ကျွန်တော်ပြောလို့မရဘူး right ဒီထက် bear market ဆိုတာလည်းကြာမယ်ကြာနေရယ်ဈေးရကြာနေရယ်ဆိုလို့ရှင်ဒီအောက်ကိုဆက်ကြာနေမှာပဲ right so ဒီ right ဒီမှာဆိုလို့ရှင်လည်းဒီကောင် let's just say like mini right ဒီဒီ50 period ကိုပဲ trader လူတွေဆိုလို့ရှင်ဒီ bear market ကအောက်ကိုကြာပါပြီဆိုလို့ရှင်ဆက်ကြာနေမှာပဲ right ဘယ်အောက် like ဒီ right so ပြောချင်တာက right ဒီမှာဝယ်ထားလို့ဆိုအခုဒီရောက်နေပြီလေ right ဆိုအခုဒီမှာဝယ်ထားရင်ပြောလို့မရဘူးဒီအောက်ကြသွားရင်လည်းကြာလားအကြောက်ရနိုင်တာပဲ because ဒီဒီနေရာမှာမဒီနေရာမှာဒီနေရာတော်မှာတော်မှာဝယ်ထားတဲ့တွေရှိတာပဲ right ဝယ်ထားလို့အခုဒီကန်တော့အစိမ်းအောင်လေးပေါ်နေရလေမဝယ်ထားလို့ရှင်ကန်တော့အစိမ်းအောင်လေးပေါ်မှာမဟုတ်အကုန်လုံးအကုန်လုံးအနေအနေနေဖြစ်နေမှာ right it's just the frequency ဒီမှာကြည့်မယ်ဆိုလို့ရှင်အနေကန်တော်တွေကအစိမ်းကန်တော်တွေထပ်ပို့မရတယ်ဒါပဲ okay all right ဆိုတော့ Tesla အရာပဲကျွန်တော်စိတ်ဝင်စားတဲ့ level 189 level စောင်းတော့စောင်းအောင်မအကြာကြီးစောင်းအောင်မအဲ့ level တော့ရိုးရှင်းရောက်မှာတော့မဟုတ်အဲ့ level ရောက်ရင်တော့မအိုက်ထပ်ပုံပြီးတော့ကြာရင်လည်းကြာသွားနိုင်တာပြောလို့မရအောင် right ဒါပေမဲ့ again ပထမဦးဆုံးဟိုအဲ့ level စောင်းအဲ့ level စောင်းဝယ်ပြီးရင် draw down စောင်း right အဲ့ level အောက်ထပ်ပူကြာသွားမယ်ပြီးတော့မှသူ့ပြန်ပြန်ပြန်တက်သွားမယ်ပြောလို့မရအောင် i don't know right um fundamentals တွေကတော့ Tesla အခုတိတ်အချိန်နေတိတ်မကောင်းဒီဘာလို့လဲဆိုတော့ဒီတရုတ်ပြည်က BYD ဆိုတော့ဒီတရုတ်ကုမ္ပဏီတရုတ်ကား EV ကုမ္ပဏီက outselling ပေါ့နော် Tesla ကို outsell လုပ်နေရပါ basically ကမ္ဘာတဝန်းမှာဆိုအဲ့တဲ့ရင်ဒီ Tesla အတော့ကတော်တော်အဆင်မအဆင်မပြေဘူးပြီးတော့နောက်တစ်ခုက US မှာလည်းဒီ Tesla EV competitor Lucid တို့ right Neo အဲ့ကောင်တွေက Rivian တို့ right Rivian ဆိုလို့ကျွန်တော်ဒီ Amazon backed right Amazon စီးလောက်ထားတာပေါ့နော် အာဆိုတော့ဒီ Tesla အခုအချိန်နေသိမ့်မကောင်းဘူးเนาะဒီပြောချင်တာကတော့အာပြောလို့မရအောင်ပြောလို့မရအောင် right ဘယ်သူမှပြောလို့မရအောင်အာจ่ายสุจ่ายสุท้ามั้ยဆိုရင်တော့မှာ again ကျွန်တော်ကျွန်တော်ဒီ financial advisor မဟုတ်ဆိုတော့ကျွန်တော်ပြောလို့မရအောင် right ကျွန်တော်အတော့ပဲကျွန်တော်ကြည့်လို့ရမယ်သေသေချာချာလောက်ကြပါ Tesla ဆိုရဲ stock ကနည်းနည်း volatile အရင်ဖြစ်တယ်ပေါ့နော် ATR မပြောင်းငင် ATR ဒီနေ့ ATR က Monday ATR negative 0.52ဆိုတော့မနေ့ဝိုင်း ATR ထက်ကျုံသွားတယ်ပေါ့ right အဲ့လောက်ကြီး participation မရှိတာကိုတွေ့ရဒီနေ့ Monday ဆိုပေမဲ့လေ right အခု Nvidia ကြီးနေ Nvidia ဒီနေ့မနက်104လားမသိဘူး right 104ဖြစ်သွားသေးတယ်အဲကျွန်တော်တွေ့လိုက်တယ်103.68 right 103.68ကိုပြန် test တယ် ီးတော့အမှ138မှာပြန်ဝယ်တယ်။ပြန်ဝယ်တော့ဟို108ပြန်ဖြစ်သွားတယ်။ပြောလို့မရအောင်နောက်ဒီ2024 mean ကိုပြန်ထပ်ဒီ68 level ပြန် test မသိဘူးအဲ့ဒီ CNBC မှာပြောနေကြအာ30 30 right ဒေါ်လာ30ရာ Nvidia ပြန်ဖြစ်သွားနိုင်သလားဆိုပြီးအဲ့အဲ့ topic ကြီးလေလို့ကောင်းစင်ကြီးနဲ့ထွက်လာတဲ့အဲ့လိုမျိုး news ဟောပေါ့ episode တစ်ခုလာကျွန်တော်ဖတ်လိုက်သေးတယ်ပြောလို့မရ right ဒီပြောလို့မရဒါပေမဲ့အခု maybe nobody knows ဘယ်သူမှမသိဘူး right ဒီ140ပြန်သွားရင်လည်းသွားမှာပဲဒီ Nvidia အခုလောလောဆယ် Nvidia got earnings ကကျွန်တော်5လပိုင်းလာမသိဘူး earnings က Nvidia earning earnings ကပါနော်အခုဒီပြီးတော့ဒီနေ့ ATR -2.11% ကျုံသွားတယ်သူလည်းကျုံသွားတယ် right average true range ကမနေ့က average true range ကပို့ပြီးတော့2.48 basically average true range The ဒီအောက်ဘက်က again မကြည့်ရသေးတဲ့လူတွေတော့ဟိုဟာ crypto အာဟိုဖြစ်တဲ့လူတွေအတွက်ဒီ alpha ကကျွန်တော်ပြတာ negative 2.11ဆိုတာအတိကောင် ATR delta 8 ATR delta right ATR yeah rate of change right 14 period ATR average true range က ATR ရဲ့ rate of change ဆိုတော့ ATR အဲ့ဒါကို normal percentage နဲ့ normalize လုပ်ထားတာအဲ့ဒါပဲ right โอเคสออําซอง Q1 2025ก็116.95အခုဒီ match လာတလလုံး trade ခဲ့တဲ့ level က116အခုဒီနေ့ပိတ်စရာ108အရင်နေ့တစ်နှစ်လုံး trade ခဲ့တဲ့ level 88.39 88.39ဆိုတာအရင်နေ့မှာကျွန်တော်မှတ်မိသေးတယ် split split လိုက်သေးတယ် right ဒီမှာ is a split right 2024မှာ June မှာ split လိုက်သေးတယ် N1 Nvidia ပါလဲ1000လားမသိဘူးကျွန်တော်မှတ်မိသေးတယ်။ Right. Okay. ဆိုတော့အဲ့ဒါပဲ။ Right ပြီးတော့ရ90အခု Death Cross က Nvidia အရေးကြီးတာတော့ဒီ Nvidia Death Cross ကဖြစ်သွားတယ်။ဆိုတော့အခုပြောလို့မရအောင်ဒီဒီနှစ်တစ်နှစ်လုံးရဲ့ volume အများဆုံး trade ခဲ့တဲ့ level plus or minus uh 1 to 2 standard deviation ပါအဲ့ဒါအဲ့ zone အတွင်းမှာပြန်သွားရင်လည်းသွားတော့တယ် scenario ကအဲ့ zone အတွင်းမှာပဲပြန်သွားနေပြီပေါ့နော်ကျွန်တော်သိသလောက်ပါ

အဲ့လို play မဟုတ်ဘူးပေါ့နော်အဲ့လို play လည်းကစားလို့ရတယ် right ကြိုက်သူတို့ကစားလို့ရတယ် option အဲ့သူ option ကလုံးဝ endless ပေါ့ပြရမလား option မှာ say US option မှာလို့မျိုးဒီဒီ equity တစ်ခုရဲ့ဒီ commodity တစ်ခုရဲ့ဈေးကတက်တက်တိုက်ရင်လည်း bet လို့ရတယ်ကြားလို့ရှင်လည်း bet လို့ရတယ်မလှုပ်နေလို့ရှင်လည်း bet လို့ရတယ်ပြီးတော့ လှုပ်တာအရင်များနေတာပေါ့လေဘတ်ဘတ်လုပ်လို့ရတာပေါ့နော် right ဆိုတော့ဒီ US uh equity တွေဒီ futures of futures တွေကိုကျွန်တော်လုပ်ပြီးဆိုလို့ရတယ်နော်ကျွန်တော် go to instrument ကတော့ဒီ options options မှာမှကျွန်တော် option spread ပေါ့နော်အဲ့ဒါတွေကိုအာအဲ့ဒါတွေနဲ့တော့ကျွန်တော်ဒီ instrument ကျွန်တော် mainly သုံးတဲ့ instrument ပေါ့နော်ဟိုဒီဒီ stock ကိုတော့ကျွန်တော် outright မဝယ်ဘူးပေါ့ right ဒီ option အကြောင်းသိချင်လို့ကျွန်တော်ကျွန်တော်အောက်မှာ comment တစ်ချက်လောက်လုပ်ပေးပါကျွန်တော်အောက်မှာနည်းနည်းအရှင်းပြဆိုကျွန်တော်သိသလောက်ရှင်းပြပေးပါမယ် okay all right so ဒီကောင်က okay ဒါ Nvidia right Nvidia အခု again ကျွန်တော်ဒီ boat ဖူးနေမှာလာမယ်ဈေးကြီးကစောင့်နေ right latest update ပိုင်းကကူကဘာ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  earnings up ပါလေစံမေလ25ရက်နေ့မေလ28ရက်နေ့ okay earning estimate okay earning okay we are doing right to your time okay so ဒီဘုတ်တစ်ဖူးနေမှာလာမယ်သတင်းကသတင်းတစ်ခုရှိတယ်ဗျာဘုတ်တစ်ဖူးနေမှာအာဒီဒီ Donald Trump ကသူ့ရဲ့ tariff ပေါ့နော်အဲ့ tariff ဟာတွေကိုဘလို့လာမလဲအဲ့ဒီဘုတ်တစ်ဖူးနေလာဒီကြာတာ brain နေလာမသိဘူးသူတို့ပြောမယ်ဆိုတော့ အဲအဲ့ဓာတွေကိုလူတွေအကုန်လုံး anticipate လုပ်နေတာဗောနော် right again ဒီ community Nvidia ဆိုတဲ့ဒီ TSMC right ASM အဲ့ company တွေအကုန်လုံး Taiwan မှာ right ဆိုတော့ဘယ်လိုလာမလဲမသိမသိသေးဘူးဆိုတော့အခုကအရင် very uncertain ဗောနော် okay နောက်တစ်ခုသွားမယ် Apple Apple ကဒီနေ့တွေးလိုက်တယ်အမြတ် Apple က in fact ဒီနေ့ တက်တဲ့ company တွေမှာ Apple yeah there you go Apple နဲ့ no Google ဒါပေမဲ့ကျွန်တော် Google I'm တော့မတွေ့ဘူးဒါပေမဲ့ Apple ကတက်နေရပေါ့နော် Coral compared to the rest of the the magnificent magnificent 7 magnificent 7 right through ပြောတာ Max 7ဆိုတာပါမသိ right ID Max 7ဟိုအရေးထဲမှာ Apple တခုပဲတက်နေ no? no? China affiliation ရှိလို့ထင်တယ် right The ဒီနေ့တက်တာက uh 1.94% 222 2025 Q1 level က238.43အခုဒီ match လအများဆုံး trade ခဲ့တဲ့ level 232အဲ့ level က bounce ထားတယ်အဲ့ level ကပြန်ဝယ်တယ်ဆိုတော့ death cross ကလည်းမဖြစ်သေးဘူး Apple က strong very strong ကျွန်တော်အမြင်မှာတော့ right ဒီ2024အများဆုံး trade ခဲ့တဲ့ level you know, not Coca Cola. The Coca Cola is it's seventy one dollars, by the way, right? Seventy one dollars dividend to Kua. dividend stock to Kua. Coca Cola. It's good, yeah, not bad, not bad, right? I mean, Coca Cola, uh, coverage of my low chain, my low, my low, uh, general, general, right? Uh. โอเค for 50 period average ကဒီပြန်မြစီ230.25အာရက်200ပြန်မြစီ229.19 right okay all right let's go ပြန်နောက်တစ်ခု Amazon Amazon ကို I have to skip ဒီနေရာ Microsoft let's skip okay last stock because မင်းနဲ့ဆက်ပြီးရမယ် I'm sorry but Microsoft နဲ့ Google အရ Amazon နဲ့အရအာဒီနေ့နောက်နေ့မှာပဲကျွန်တော် cover လုပ်ပေးပါမယ်ကျွန်တော်ဒီ Netflix Netflix ကနောက်ဆုံး cover လုပ်ပေးပါမယ်နော် Okay Netflix ကအခု well actually meta meta တခြားလောက်ကြည့်မယ် right facebook aka netflix ဟိုလည်းနောက်နေမှာလို့ဒီကောင်က900 900 900 right သူရဲ့နောက်ဆုံးအများဆုံးဈေးရဒီ Q1 အများဆုံးဈေးရ940 meta Q1 high ပေါ့နော် Q1 low อ่ะအပေမှာလဲ Q1 low อ่ะအခုဒီနေ့ဒီနေ့953ဆိုတော့ဒါ Q1 low Q1 အနည်းဆုံးအခုဒီ bear meta is strong meta is very very strong ဘာဖြစ်လို့လဲမသိဘူးတော်တော် strong ဖြစ်တယ်အခုဒီကောင်က အဲမတ်လအများဆုံးတစ်လလုံး trade ခဲ့တဲ့ level 606အခုပြီးတော့ဒီ Q1 အများဆုံး trade ခဲ့တဲ့ level 615ဈေးကဒီနေ့အောက်ကခေါ်တယ်အောက်မှာကျပြီးဆင်းပြီးခေါ်တယ်ဒါပေမဲ့ပွဲရလို့ရှိတယ် until ဒီ200ပေါ့เนาะ200ပြည့်မြစီထက်အရင်နေ့တစ်နှစ်လုံးအများဆုံး trade ခဲ့တဲ့ level 487 mm it's strong it's strong ဒါပေမဲ့ I like it ကျွန်တော်ကြည့်လိုက်တယ်ဒီ matter positioning I ကိုကြိုက်တယ်ဒါပေမဲ့ခဏစောင့်ကြည့်လိုက်အောင်မယ် right ခဏစောင့်ကြည့်လိုက်အောင်မယ် exposure I'm low. ကမလိုချင်သေးဘူးအခုချိန်မှာ cuz there's the room issue. room ကတိတ်တိတ်မရှိဘူး right again ကျွန်တော်ကျွန်တော်တော့ပါ right okay so ပြီးတော့ဒီနေ့ရဲ့ average true range ကကျွန်တော်ဒီ -0.70 okay If you ပြီးတော့မနေ့ကက -1.4% Manita uh, ni 2.9 percent, 1.06 percent, 2.79 percent. Okay, all right, yeah, yeah, that's fine. That's is okay. Now Manita yeah. one negative 4.29 percent. Ini ya recover lah, mahal recover. Ni one, ni one recover mesti. Okay. Okay, all right. အဲ့ဒါဒီနေ့တော့ဒီလောက်ပါပဲ။တခုရမယ်လို့ယုံကြည်ပါတယ်။ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ Okay.